ော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးအားလုံးအတွက်16ရက်6လ2025ကနေ25ရက်6လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကဏ္ဍတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကာလမှာကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေပေါ့လေအဲဘလို့ကံရလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အဲကျမ်းမာရေးအစပြောကြပါဆိုပြန်နော်အရေးကြီးလို့ပါအဲကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေဒီကာလမှာကျမ်းမာရေးအညံ့အခိုက်လေးတွေရှိတတ်တယ်တစ်ချက်လေးဂယူစိုက်ပေးစေချင်ပါတယ်ဗျာနော်အထူးသဖြင့်ကျမ်းမာရေးနဲ့ပတ်သက်ပြီးညံခဲ့လို့ရှိရင် ။ဘာဖြစ်တယ်လဲဆိုတော့အမျိုးသားတွေဆိုရင်ကြောက်ကနဲ့ပတ်သက်တဲ့ယောဂါလေးတွေအဖြစ်များတယ်။အဲကြောက်ကဖြစ်ဖြစ်မဖြစ်ရင်တော့မှဟိုကြောက်တဲ့တာမျိုးလေးတွေဖြစ်တယ်နော်။အဲသတိထားပေးပါ။ဂယုစိုက်ပေးဖို့အရေးကြီးတယ်။ခါးနာလိမ့်မယ်၊ခြေထောက်တွေပါလိမ့်နာမယ်။ပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့ကြွက်တွေပေါ့လေ။ကြွက်တတ်တာမျိုးတွေအကျောအချင်းတွေနာကျင်ကြိုက်ခဲတာလေးလံတာလေးတွေဖြစ်တယ်။နောက်ဒါအပြင်ပေါ့လေ။အမျိုးသမီးတွေဆိုရင်ထပ်ပြီးတော့ဂယုစိုက်ပေးစေချင်တာကအမျိုးသမီးယောဂါသွေးသားတို့အဲမိရသွေးစုံတို့စသည်အားဖြင့်ပေါ့လေတအိမ်တို့အဲ့ဒါမျိုးနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တဲ့အခါ ကျမရေးလေးတွေကမလန်းမဆန်းဖြစ်တတ်တယ်ဗောလေအနာနဲ့ဆင်းတဲ့မတိုးတာလေးတွေဖြစ်တတ်တယ်အဲဆေးရုံစည်းကမ်းလေးတွေသွားတဲ့အနေထားမျိုးလေးတွေကြုံရတတ်တယ်အကြည့်မမခန္ဓာပြက်ကင်းရလို့တော့ကျွန်တော်မပြောလို့ဘူးဗောလေဒါကတူတူရောက်ရှင်းစားတာဗောမူတည်တာဗောရေပြူရအဖြစ်တော့ဒီတစ်ပတ်ကာလမှာကျမရေးအညာအခက်လေးတွေဖြစ်တတ်တယ်ဆေးရုံစည်းကမ်းပြေးရတာမျိုးလေးတွေဖြစ်တတ်တယ်เนาะအဲ့တော့ကျမရေးနဲ့ပတ်သက်ပြီးအထူးဂရုစိုက်ပေးပါကျမရေးညာလို့ဆေးရုံစည်းကမ်းတွေဘာတွေပြမယ်ဆိုရင်စနေသားသမီးဆရာဝန်နဲ့ပြပါဗျာเนาะအနာနဲ့ဆင်းတဲ့အမြဲဆုံးအဲတတ်တာပြောက်ခွင့်တာဗောလေ နောက်စည်းုံစည်းကမ်းနံပါတ်တွေကစနေနေ့လည်းပါတဲ့စည်းုံစည်းကမ်းတွေဖြစ်ကြလို့ရှိရင်လည်းအဲ့ဒီကိုအဓိကထားပြီးပြရင်ပိုပြီးကောင်းပါတယ်ဗျာနော်အစားအစာတွေပါတယ်စားတဲ့အခါမှာဒီကာလမှာတော့အဓိကအဖြစ်အဲဝတ်သားလုံးဝစားလို့မရဘူးဖြစ်နိုင်လို့ရှိရင်ကျွန်တော်သဘောရတော့ခြေလေးချောင်းသားလေးခဏလောက်ရှောင်လိုက်ရင်ပိုပြီးတော့အားကောင်းပါတယ်ဗျာနော်အဲ့လေးရှောင်ပြည့်စင်ပိုပြီးတော့အဆင်ပြေမယ်နော်အဲကျမကြီးတော့ပြီးပါပြီနောက်အလုံးနဲ့ပတ်သက်ပြီးဟောပြခြင်းတယ် အဲဝင်ကနေကိုအကြံပေးခြင်းနဲ့အလုံနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာအလုံထွက်ခြင်းနဲ့စိတ်လေးတွေတအားပေါ်တယ်နော်အကြောင်းအကြောင်းကြောင့်လေမနက်မိုးလေးအရာထားတာနဲ့အလုံသွားခြင်းတွေမရှိတော့ဘူးလက်ရှိလောက်ကနေထွက်ခြင်းပြောင်းခြင်းရွှေ့ခြင်းနဲ့စိတ်လေးတွေတအားပေါ်လာတတ်တယ်ဗျအဲ့တော့တော်တော်လေးတော့ဂိယူဆက်ကမှာပေါ့လေထွက်လို့ပြောင်းလို့နောက်လို့တစ်ခုပြောင်းလာဆိုရင်အလွယ်တကူမကောင်းတဲ့အတွက်မပြောင်းစေချင်ဘူးကျွန်တော်တို့ကတခုတော့ရှိပါတယ်လက်ရှိလောက်ကထွက်ပြီးတော့ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုစတင်အကောင့်ထဲပုံမယ်လုံနိုင်တဲ့အနေအထားရှိတဲ့သူဆိုရင်တော့အဲကိုယ်ပိုင်စီးပွားရေးလေးလုပ်ပေါ့လေအဲ့ဒါဆိုရင်တော့ထွက်ပါ အဲ့လိုမှမဟုတ်ဘူးသူတို့ကအလုပ်ပဲဝင်နှောက်လုပ်ပဲထပ်ပြီးလုပ်ရမယ်ဆိုတဲ့သူတွေကတော့ဒီကနေ့မှလက်ရှိအလုပ်ကပင်မတော့အကျိုးခံစားဝင်မရတာအရန်ပင်မနဲ့ပင်မတဲ့ခါမှာလူတယောက်တည်းပင်မလူခန္ဓာကိုယ်တစ်ခုပဲပင်မနာမဟုတ်ပဲနဲ့စိတ်ပင်မလူပင်မဖြစ်တတ်တယ်အဲဖိအားပေးခံရတာလေးတွေမဖြစ်နိုင်တဲ့အရာကြီးတွေတောင်းဆိုခံရတာလေးတွေဖြစ်တတ်တယ်အထူးသဖြင့်ဝန်ထမ်းတွေပို့ဆိုတာပေါ့လေအထက်လူကြီးရဲ့မဖြစ်နိုင်တဲ့တောင်းဆိုချက်ကြီးတွေဖြစ်တဲ့အခါအောက်လငယ်သားတွေကလည်းမလုပ်ချင်တာတွေစန့်ကျင်တော်လှန်တာလေးတွေဖြစ်တော့အထက်အောက်ကြားတဲ့ညှက်သွားတာလေးတွေဖြစ်တတ်တယ်နောက်ဆုံး အဲစိတ်တွေပါအရန်လေပြီးရှုပ်ထွေးပြီးတော့ထွက်ချင်တယ်ဒါပေမဲ့အလွယ်တကူလည်းထွက်လို့မရဒါမျိုးတွေဟာအစားဖြစ်တယ်နောက်တစ်ခုကျွန်တော်ထပ်စိတ်ပူတယ်အဲဝန်ထမ်းတွေတွေကမှအစိုးရဝန်ထမ်းတွေဆိုရင်ဒီဒီကာလမှာပေါ့လေတခြားနေရာတစ်ခုခုကိုအပြောင်းအရွှေ့ခံတတ်တဲ့ကိစ္စမှာပါတယ်ကောင်းသောပြောင်းရွှေ့ခြင်းမျိုးတော့မဟုတ်ဘူးပေါ့လေနော်အဲ့လောက်ကတော့ဒီပါလိမ့်မယ်အဲရုပ်ပုတ်ကပုတ်ကဝန်ထမ်းတွေကတော့ဒီကလာမှာလက်ရှိအလုပ်တွေပဲလုပ်ပေးပါအဲပြောင်းတာထွက်တာလေးတွေမလုပ်ပါနဲ့ဗျာနော်အများကြီးတက်တာပါတယ်သူကတော့လေအကိုပိုင်စီဝိုင်းတွေပါလေလုပ်မယ်ဆိုလို့ရှိရင်လေဒီကလာမှာ စာနေပါတွေဖွင့်စေခြင်းနဲ့ကျွန်တော်တို့သွားပါဗောလေအဲ့တော့ဗာစာနေဖွင့်နိုင်လဲဆိုတော့အကယ်၍မြန်တက်နိုင်လို့ရှိရင်တော့စံဆိုင်တို့စီဆိုင်တို့ဆေးဆိုင်တို့စက်ပစ္စည်းရောင်းတာတို့စားတောက်ဆိုင်တို့ဖွင့်တာအမှန်တန်အကျိုးပေးတယ်ဗျာနော် ပြီးတော့အဝတ်အထည်ထိပနာအထည်လိုက်တွေရောင်းဝယ်ဖောက်ကားတဲ့ကိစ္စတွေအရန်အကျိုးပေးတယ်အရင်ကြီးကြီးမားမားမရှိအောင်ဘေးတော့ပဲရောင်းအောင်ဗျာအကျိုးပေးပါတယ်ဗျာနော်လုတ်ဖြစ်အောင်လုတ်ပါနောက်ဟိုဟာအတတ်ပညာကိုဦးစားပေးတဲ့သူတွေဆိုရင်ဒီကလာမှာအဲဘယ်လိုပြောမလဲ ကိုပိုင်ကြောင်းတွေပါလေထောင်းအရန်အကျိုးပေးတယ်ဗျာနော်ကိုပိုင်ကြောင်းတွေပါလေထောင်းပညာရေးနဲ့ပတ်သက်တဲ့သင်တန်းတွေပို့ချအမှန်အအကျိုးပေးတဲ့ကာလလို့ခေါ်တယ်အဲ့ဒီလုပ်ငန်းတွေမှာယင်းညွတ်နော်ပြီးလုပ်ရင်တင့်တော်ပါတယ်ဗျာနော်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့လေဒီကာလမှာငွေကြေးကံလေးတွေကအကောင်ဆုံးလေးတွေရောနေတယ်လက်ပိတ်တဲ့ဂိမ်းတွေမှာတော့လုံးဝမပါဘူးငွေကြေးလေးတွေအောင်ပို့ပြီးတော့ဝင်လာတတ်တဲ့ဂိမ်းရှိတယ်ဒါပေမဲ့လေအဲ့ငွေကြေးဝင်နေဆိုတဲ့ဟာမှာလဲဘဇက်အခေါ်လူကြောင်းကောင်းတာအခေါ်ပေါ့ဘဏ္ဍသိန်းဘဏ္ဍသိန်းဝင်ပါတယ်ဘဏ္ဍသောင်းဝင်ပါတယ်ဒါလျှောက်ပြောတာပါလက်ထဲရှိတာမင်းဒီဘက်မှာလည်းမရှိဘူးအဲ့လိုဖြစ်လိမ့်မယ်အဲ့တော့လူများအထင်ကြီးတာပေါ့လေ ဆိုတော့ကိုမှာတော့ကိုပဲသိတာဗောလေရှိမရှိဆိုတော့အပေါင်းအချင်းမှာကိုကမရှိဘူးပြောလေဘယ်သူမှမယုံဘူးလက်မခံဘူးဆိုတဲ့အနေအထားဖြစ်တတ်တယ်တကယ်ရှိလားဆိုတော့လည်းမရှိဘူးဒါပေမဲ့အဝင်ထွက်တွေဖြစ်နေလိမ့်မယ်ဗောလေလိုက်ပြီးဖမ်းဆုပ်လို့မရတဲ့အနေအထားလေးတွေဖြစ်တတ်တယ်အဲ့လိုဖြစ်တော့အဲကျွန်တော်တို့ကတော့လက်ထက်ပတ်စံမထားစီတင်ဘူးဗောလေအဲမြေတွေဘာတွေဝန်နိုင်လဲဆိုဝယ်တိုက်ခန်းတွေဘာတွေဝန်နိုင်လဲဆိုဝယ်အဲ့လိုမျိုးကြီးကြီးမားမားဝန်နိုင်တဲ့အနေအထားရှိရင်အဲ့ထက်တက်ကိုရင်းနှီးမြှုပ်နှံပြီးလုပ်ပလိုက်ပါအဲ့ဒါဆိုတော့အဝင်တော်ပါလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးလက်ထက်ထားမယ်ဆိုရင်အဲပတ်စံမဝင်သေးဘူးဒီကကုံမှုအကြောင်းကြောင့်ထိုင်ဆောင်နေတာမျိုးတွေတွေသွားဖြစ်တယ်တော့လေ အထူးသတိထားပေးပြီးတော့ပြည်ပရောက်နေတဲ့အဲသူတွေရှိတယ်ဗောလေအဲ့လိုမျိုးရှိလဲဆိုရင်အလုပ်လုပ်တဲ့ခါမှာခက်ခဲမှုပြေမမှုလေးလေးကြုံလာမှအန်ချိသိခံပြီးလုပ်ပေးပါဗျာနော်ပြောင်းတာရှုတာလေးတွေမလုပ်ပါနဲ့အရေးကြီးလို့ပါဘာကြောင့်လဲဆိုတော့အနောက်ကိုလက်ကြည့်လိုက်တဲ့ခါမှာအနောက်မှာလည်းကြောပဲရှိပြီးတော့လေမိသားစုတွေကတယောက်တစ်ပေါက်အမျိုးမျိုးနဲ့အစင်မပြေမှုလေးတွေပဲကြုံရတတ်တယ်အာတင်နာမှာကိုအာတင်နာမှာရမယ်ဆိုတဲ့အနေထားလေးတွေဖြစ်တဲ့အတွက်ဂယူဆိုင်ပေးပါဗျာနော် ီးတော့ပညာရေးနဲ့ပတ်သက်ရင်တော့တလင်းလာသားသမီးတွေကိုဒီကလမှာကျွန်တော်ဝန်တာတယ်ပညာရေးကံအမရံကံကောင်းတဲ့ထားမှာပါတယ်သင်တန်းတွေတွေထက်တက်တာလည်းကောင်းတယ်ပညာရေးစီးပူးလို့ကောင်းတယ်ဗျာနော်အဲရတုတို့တွေပါပြီဖြည့်ပြရှိတယ်ဆိုလည်းဖြည့်ပါဖြည့်တဲ့ဆောင်းဝန်းမှန်မြတ်ဒီကလမှာအောင်မယ်ဆိုတဲ့ကိန်းထဲမှာပါတဲ့အတွက်ဝန်တာဖို့ကောင်းတယ်ဗျာနော်အချစ်အိမ်တော်ရေးနဲ့ပတ်သက်ရင်တော့မကောင်းဘောလေအဲအမျိုးသမီးတွေဆိုတော့ဒီကလမှာအိမ်တော်ရှိတာတို့ချစ်သူရှိတာတို့ဆိုကွဲတယ်ပြတ်တယ်တတိယတယောက်ပေါ်တယ်အဲကွဲတယ်ပြတ်တယ်ဆိုတဲ့အခါမှာလည်း တတိကြကြကြီးပြပြသားသားကြီးတစ်ချက်တည်းကွဲရမျိုးမဟုတ်ဘဲနဲ့ရှုပ်ချက်ခတဲ့အနေထားကြီးနဲ့ရှစ်တဝကနောက်ဆုံးဝကအနေထားကြီးအစားအများကြီးကြုံရတော့တယ်လေတစ်ချက်လေးတော့ဂယူးဆိုင်ပဲပေါ့ကိုပတ်သက်တဲ့ချစ်သူအိမ်တော်ဘက်ကတနင်္ဂနွေတို့ဘုတ်တခုတို့ဖြစ်ခဲ့ရင်ပို့ဆိုးတယ်ဗျမျက်နှာရင်းဆိုင်လိုက်တာနဲ့စကားများရန်ဖြစ်တာတွေကရောက်စားဖြစ်တာတွေကိုကိုယ်တိုင်အိမ်ဘဝဆင်းဆင်းမဆင်းသူကအိမ်ဘဝဆင်းဝါးတာတွေအစားဖြစ်တတ်တယ်အထူးသတိထားပါလို့ထပ်တလဲလဲအကြံပေးခြင်းနဲ့အဲ့မှာရုတ်တရက်တချို့တွေကြတော့မမျောနိုင်မနဲ့အိမ်တော်တွေဘာတွေရုတ်တရက်ထားကြတတ်တယ်ပေါ့လေတခုတော့ရှိတယ်ဗျဒီကလာမှကြားတဲ့အိမ်တော်တွေ မိဘတွေနှစ်ဦးနှစ်ဖက်မိဘတွေညီကိုမောင်နှမတွေစန့်ကျင်ကန့်ကွက်တဲ့ကြားတွေကနေကြားတဲ့အိမ်တော်ကြီးမျိုးတွေဖြစ်တဲ့ပြီးတော့နှစ်ဦးသောတို့နားလည်မှုနဲ့အတူတူနေလာရတဲ့အမင်္ဂလာမြောက်တဲ့အိမ်တော်ကြီးမျိုးတွေဖြစ်တဲ့အတွက်အဲ့လိုဖြစ်ခိုင်းမမြဲပဲနဲ့ရေရှည်မှာကွဲအောင်မျိုးတွေဖြစ်တဲ့တော့အခြေအိမ်တော်ကြီးဒီကာလမှာအထူးသတိထားပါဖြစ်နိုင်လို့ရှိရင်တော့ချစ်သူမရှိတဲ့သူတွေဖြစ်ခဲ့မယ်ဆိုရင်တော့ဒီကာလမှာချစ်သူခင်သူတွေဝင်လာခိုင်းလက်မခံပဲနဲ့ဒုက္ခတွေကိုလက်မခံတာနဲ့အလားတနာအတူတူပဲပေါ့လေဝင်လိုက်လို့ဟိုလက်ခံလိုက်လို့ရှိရင်တို့တွေနဲ့အနောက်ဆက်တွေအပူတွေဒုက္ခတွေပါတခါလဲပါဝါတက်တယ်ဗျာနော် တစ်ချက်လေးတော့သတိထားပေးပါဗျာနော်အဲ့တော့ဇွန်လ29ရက်20 21ရက်22ရက်25ရက်အဲ့ရက်တွေကအမရန်ကံကောင်းတဲ့ရက်ထဲမှာပါတယ်နော်ပြဿနာအခက်အခဲတွေမှာတမန်အားလုံးကိုဖြည့်ရှင်းနိုင်သွားရှိလိမ့်မယ်ဗျာအခွင့်အရေးတွေအများကြီးပေါ်ပေါက်လာလိမ့်မယ်ငွေကြေးကိစ္စစီးပွားကိစ္စတွေကစောင်းသမျှထုံထုံမပေါက်အောင်မြင်လိမ့်မယ်တခြားသူတွေမရနိုင်တဲ့အခွင့်အရေးတွေကိုအိတ်ကာလာမှာရရှိလိမ့်မယ်ဗျာနော်အထူးသဖြင့်ကြာလာရေးတာသမီးတွေကိုအကြောင်းပြုပြီးဖြစ်စေစနေတာသမီးတွေကိုအကြောင်းပြုပြီးဖြစ်စေစီးပွားဥစ္စာတွေတိုးတက်နိုင်မယ် အဲခီးသွားတဲ့ခီးဝေခီးနီရက်ဝေရက်နီပြည်ပနိုင်ငံများအထိပါသွားရတဲ့ဂိမ်းတွေမှာရှိတယ်။သွားခဲ့ရင်လည်းအဆင်ပြေတယ်အောင်မြင်တယ်ပေါ့လေ။အဲတံမိုးကြီးတဲ့မြေဝင်နာတို့အမွေအနှစ်ရတာမျိုးတွေအားစရရှိပိုင်ဆိုင်တဲ့ကိစ္စတွေမှာပါတဲ့တို့အမရန်ကောင်းတယ်ထူခြားတဲ့အောင်မြင်မှုတွေရတဲ့ကာလလို့ခေါ်တယ်ကနော်။ဇွန်လ23 24အဲ့ရက်မှာတော့ရန်အတိုက်ခိုက်လေးတွေပြဿနာလေးတွေဖြစ်တယ်။အိမ်တွေစုစုညံညံပူညံညံလေးတွေဖြစ်တဲ့မိသားစုအတွက်စိတ်ပင်ပန်းလူပင်ပန်းလေးတွေဖြစ်တဲ့။ပြီးတော့ကိုယ်စိတ်ကလည်းလေဒီရက်ပိုင်းတွေမှာစိတ်ကလေးမကြည်တာလေးတွေ ဒေါသထွက်လွယ်တာပောက်ကွဲလွယ်တာလေးတွေဖြစ်တတ်တယ်သတိထားနော်အထူးသဖြင့်တနင်္ဂနွေသာသမီဘုဒ္ဓဟူသာသမီတွေကိုအကြောင်းပြုပြီးစိတ်ညစ်စိတ်သောကလေးတွေရောက်ရတတ်တယ်ဝတ်သားတွေလက်ဖက်တွေအာလူးတွေပါတယ်စာမီရဲ့နောက်ပိုင်းကျမကြီးအညံ့လေးတွေကြုံတာစီယုံစီကံပြေးရတာဒါမျိုးတွေအစားသွားဖြစ်တတ်တော့အစားအစာလေးတွေလည်းမစားနဲ့နော်တချို့အဲ့ရပိုင်းမှာရှိတဲ့ရှိတဲ့ပစ္စည်းလေးတွေခဏတစ်ခုဖြစ်စေအပေါင်ခံရောက်ဝါတာတွေရောင်းထုတ်လိုက်ရတာလေးဖြစ်တတ်တယ်သတိထားပါဗျာနော်အဲ့တော့ဒီကလာမှာကန်ဒီယာရဲ့ထောက်ပံ့မှုတွေအပြည့်အဝရအောင်အညိုရောင်အနက်ရောင်မိခိုးရောင်အဝါရောင်တို့ကိုအဓိကထားပြီးဝတ်ဆင်သုံးဆွဲပေးပါ ဒါအပြင်တစ္ဆဝံရောင်စုံဂန္ဓမာပန်းရောင်စုံအဗရိမနိုင်ပန်းမင်းမြုပ်ပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဘုရားမှာဘုရားပန်းကတာပဲဖြစ်ဖြစ်နေရင်အဲ့ကောင်ဒီမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆဲပေးပါအဲကျွန်တော်မိတ်ဆွေတနင်္လာတာသမီတွေပေါ့လေအဲဒီတစ်ပတ်ကာလမှာဘလို့ကန်တဲ့အဲကြုံရတဲ့ဒီအညံ့ခိုက်လေးတွေပြေပြီးတော့ပေါ့လေကောင်းတဲ့ကန်လေးတွေပိုကောင်းဖို့အတွက်ရေရရလေးတော့ချီရမှာပေါ့လေအဲ့တော့ရေရရအနေနဲ့ဘာလုပ်ရမလဲဆိုတော့ မိဘဆရာသမားတွေဖြစ်စေတက်ကြီးရော်တွေဖြစ်စေပေါ့လေအဲနောက်ဆုံးရဟန္တာတွေရအစားပေါ့လေအဲ့ဒါတွေကိုပဲပလာတာလေးအဲဒါနာပြုလူတန်းကျွေးမွေးပေးပြီးတော့မိမိတို့အလိုရှိရာဆန္ဒလေးဆန္ဒပြုစုတော်ခြင်းအဖြစ်အလိုရှိရာဆန္ဒလေးတွေပြေဝလာလိမ့်မယ်ဒါအပြင်ဂျုံတွေရလည်းအညံ့လေးတွေကင်းကျင်နေဆိုရင်စာကလေးငှက်လေး၃កောင်လွတ်ဖြစ်အောင်လွတ်ပေးလိုက်ပါဗျာနော်ဒါဆိုတော့အညံ့လေးတွေကင်းပြီးအဲနောက်ဆုံးစိတ်မှဖြစ်နေတဲ့အညစ်အကြေးတွေစိတ်ရှုပ်စရာတွေအစလွတ်လပ်မှုပေါ့ပါမှုတွေတွေလလန်းဆန်းဆန်းလေးတွေဖြစ်ပြီးအမားမှန်တွေအစခေါင်းအေးအေးလေးထားပြီးတွေးတောနိုင်တဲ့အနေထားတွေအစဖြစ်လာပါလိမ့်မယ် တနင်္လာသာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေး